ဟောကျွန်တော် exclusive van ကြတဲ့ဒီမြင်းနေတူပါကျွန်တော်ကတော့အဲ့လိုမျိုးပြပြောနေပဲကျွန်တော်လူမသိသူမသိကြောင်လေးတဲ့ကောင်နေပြီးကျွန်တော်ပြောရှင်မဲ့ပြတ်တယ်ဘယ်လိုမျိုးပုံစံဆိုတစ်ချင်းနေတီးပြီးတော့အဲ့လိုကိုပိုင်ဘန်လေးနဲ့ပါနေအဲ့လိုလေဖြစ်ချင်တယ်ပြီးကြတော့အဲ့လိုဆစီနေနဲ့ဆိုတော့အများကြီးနေတီးတယ်အဲ့လိုမျိုးလေဖြစ်ချင်တယ် တန်ကုန်မှာတော်တော်များများအားကြီးအများကြီးတော့မတည်ဘူးပေါ့အဲ့လိုမျိုးဟိုဒီဖန်ဆိုတာတို့ဘာလို့ပေါ့ဒီနောက်ရှောက်အဲ့လိုရိုးရိုးဘာလို့ညာလို့ပေါ့အဲ့လိုမျိုးဒါအများကြီးတော့လည်းမသိဘူးတာကြီးလည်းမသိဘူး တတိယကျွန်တော်ခုနှစ်တန်းနဲ့လောက်ကစတည်ရပေါ့ဟိုကငါးတန်းနဲ့လောက်ကျတော့အဲ့မှာနားဆရာကြီးနဲ့တင်တာပေါ့နော်တင်ပြီးတော့အဲ့လိုစုံကြီးပွဲတော်ပဲပါမှာစပေါ့ပြီးတော့နောက်အဲ့ဇက်သေးပဲရောက်ပွဲအဲ့လိုနေတကယ်စတာကတော့ရွာဒိုးပေါက်ပိုင်းနဲ့စတယ်ကျွန်တော်ဒိုးပေါက်ပိုင်းနဲ့တီးရတာလည်းအဲအဲ့လိုမျိုးနှစ်သက်တယ်ပေါ့နော်အဲ့တော့အဲ့လိုဘုံတွေပဲတီးကျင်တာအဲ့တော့အဲ့တော့ဒီမဒလင်သမားနေရာဝင်ပြီးကျွန်တော်သူ့တီးရတာချုပ်ပင်ကောင်းဦးညွန့်နေပေါ့ဘယ်ကောင်းမင်းရောက် ငယ်တော့အင်မန်လင်းအဲ့လိုပေါ့မတော့တစ်ခါဝူဆန်းဒီဇိုင်းပေါ့တီးလိုက်သေးတယ်နောက်ပိုင်းကျတော့တကယ်ကြိုက်သွားတယ်ဂီတာဖြစ်သွားတယ်ဂီတာကအဲ့ဟွာကျွန်တော်ငငယ်တော်တော်ငငယ်လေးအထင်နဲ့ဘာလို့လဲဆိုတော့ကျွန်တော်ရွာမှာတလုံးရှိတာဂီတာတစ်လက်ရှိတယ်အဲ့တစ်လက်ကိုအဲ့လိုသူကလည်းကျွန်တော်တဲ့အတန်းကြီးရဲ့ចောင်းသားကြီးပေါ့အဲသူတို့စီသွားပြီးတော့ကျွန်တော်အဲ့လိုယူတီးတာပေါ့သူတို့အားတဲ့အချိန်ကြီးအဲ့အဲ့တော့ဆိုရှိရင်အဲ့ခုနှစ်တန်းနှစ်၈တန်းနှစ်ကျော်လောက်အဲ့ပေါ့စေဒီဟွာပေါ့ ဘယ်လိုကောင်းလဲ၁၄၅၆နှစ်အရွယ်ထင်ပါတယ်အဲ့ဒီအရွယ်လောက်ကစပြီးပြည်ဘက်ကကျွန်တော်စတယ်ပေါ့ပြည်ဘက်ကဇက်တွေရောအဲ့လိုရင်ဝင်ကိုဖုတ်လို့ဘာလို့ညာတော့တဲ့အဲ့လိုမျိုးပေါ့အညာကြီးပေါ့အဲ့ရနေပြီးတောက်လျှောက်တောက်လျှောက်ပြီးတော့အညာဘက်တွေရောက်ဘယ်ရောက်ညာရောက်နောက်ကျရန်ကုန်ရောက်လာပါရန်ကုန်ဟိုသွားလိုက်ပြန်လိုက်လို့တာ2015အဲ့လိုတကယ်နေပြတာ2018ပေါ့18ကျကျွန်တော်အဲ့မြောက်ကလ6ခုညလေးမှာနေပြီးတော့လို့ဘာလေးရစရတာပေါ့ခေတ္တသမားနေနေပဲဟုတ်အဲ့လိုဆိုင်ကြီးတွေမောင်းပေါ့ဆိုင်ကြီးပေါ့ခေတ္တကြီးတွေအဲ့လိုပတ်တည်ရတာဘုံ မိုးရလည်းမိုးရနေဦးစက်နေဦးချရတာတခြားတော့ဘာမှမဟုတ်ဘူးကေတာပဲတည်ရအဲကိုစားတဲ့ဇန်တပီကိုပဲသိမဲ့တာမဟုတ်ဘူးဟုတ်ကဲ့ကေတာတည်ရလည်းနောက်တော့လည်းတဖြည်းဖြည်းအဲ့လိုမျိုးလေးပေါ့နိုင်နိုင်တော့လေးသင်တန်းလေးပြတ်တော့၎င်းကေတာရောင်းဝယ်လေးပြတ်တော့၎င်းအဲ့နောက်ပိုင်းအဲ့လေးပတ်သက်စုမြင်ကူရလေးပါညာဒါတော့လုံးချင်တာပေါ့အဲပလန်ထားထားတာနောက်ကြရင်တော့တို့ဖြစ်မှထင်တာပဲပေါ့အဲဒီနှုတ်ပညာကြီးနဲ့အဆင်ပြေလားဆိုအဆင်ပြေအောင်နေရတာပေါ့အဲ့လိုအဆင်ပြေပါတယ်ပေါ့ ဟုတ်တယ်ပြကျွန်တော်စိတ်မညစ်တယ်ဘူးကျွန်တော်စိတ်ညစ်စရာပြေးလဲကျွန်တော်မြို့ကျွန်တော်ကျွန်တော်အဲ့လိုမျိုးပျော်ပျော်လေးပဲကျွန်တော်လူမသိသူမသိကြောင်လေးတဲ့မှာနေပြီးကျွန်တော်ပျော်ရွှင်ပဲဖြစ်တယ်အဲ့ဒါဘယ်လိုမျိုးပုံစံဆိုတစ်ချင်းနေတီးပြီးတော့အဲ့လိုကိုပိုင်ဗန်လေးနဲ့ပါနဲ့အဲ့လိုလဲဖြစ်ချင်တယ်ပြီးကြတော့အဲ့လိုစစ်စစ်အနေနဲ့ဆိုတော့အများကြီးနေတီးတယ်အဲ့လိုမျိုးလဲဖြစ်ချင်တယ်ပြီအမလလောက်ကတည်းကကြောင်မခိုင်စားခေါ်တယ်ကြောင်မခိုင်ပဲအဲ့လိုမျိုးတွန်းပြီးပြုတ်ပေးနေအဲ့မှာအပလက်ကဟိုကုစုံမှုတော့ပါတော့တော်တော်တို့ကနေရာတော်တော်ရရတယ်သူက တော်တော်ခင်ဦးနေတယ်ပြီပေါ့အဲ့မှာသူတို့နဲ့စတီးပြင်းနေတဲ့တဇတဇပေါ့တိုင်းကုန်မှာတော်တော်များများအားကြီးအများကြီးတော့မတီးဘူးပေါ့အဲ့လိုဟိုဒီဖန်ဆိုတာတို့ဘာလို့ပေါ့ဒီနောက်လျှောက်အဲ့လိုရိုးရိုးဘာလို့ညာလို့ပေါ့အဲ့လိုမျိုးဒါအများကြီးတော့လည်းမသိတားကြီးလည်းမတီးဘူးကျွန်တော်လည်းဖြစ်တယ်အဲ့လိုဖြစ်တယ်ဖြစ်တော့ဟိုကိုနိုင်တော်တို့ဘာလို့စကားလေးတွေ့ပြရတာပေါ့နော်ကိုနိုင်တော်တို့ကအဲ့ဒါဘောကအမှန်မဟုတ်ဘူးပေါ့နော်သူ့ရဲ့ပုံမှာတကယ်ဂီတသမားဆက်စစ်ပြီးချင်းအပေါ်မှာဂီတလွာဆိုတာရှိရပေါ့နော်အဲ့ဟိုရအောင်တက်မှာ အဲ့လိုရအောင်တက်ဖို့ကြောင့်လည်းဟုတ်ပါတယ်ဘာပဲဒီမှာလောစောတဲ့ဘာပဲဘာရင်းနဲ့ပဲဟုတ်တယ်ကျွန်တော်လည်းသုံးလဲလက်ပြလိုက်တာပေါ့နော်ဒါမှမဟုတ်ဟာကျွန်တော်အဲ့ဟိုတော့တွားကျင်တာပေါ့နော်အဲ့ဟိုရအောင်လည်းကြိုးစားနေပါတယ်ဘယ်နှပုံသာဆိုအပုံရေတော့များတယ်ကိုအဲ့လိုမျိုးခွေနေလဲအဲ့လိုများတာမြမသန်နေဖြစ်နေတယ်အဲ့လိုမျိုးပေါ့ပြီးကြတော့ဟာအဲ့မင်းချင်းသားမင်းသားရှိရပြောရမယ်ဆိုရင်အဲ့ကိုတော့နောက်ဖတ်တယ်အဖြူရရေးကြတယ်ဘာလို့လဲအဲ့ဒါ2018ပဲအဲ့တော့အကြောက်ကြီးတီးထားကြောက်စဲတီးထားဟုတ် အဲ့ဒါလေးကိုတခြားဟိုက်လည်းလို့ရှိရှိပါတယ်အခုသွားနေတဲ့ပုံစံနဲ့သဘောကျပါတယ်ကျွန်တော်အဲ့ပြီးဆိုရင်းနဲ့ပတ်တီးရတယ်အဲ့လိုမျိုးအဲ့လိုမျိုး feeling လို့ပုံသဘောကျတယ်အဲ့လိုမျိုးဘန်ပေါ့ဥမာအဲ့လိုပုံဘန်ကြီးရဆိုမာဂျူနိုင်းလို့ပါလို့ရှိမှာလေအဲ့လိုမျိုးပုံစံပေါ့အဲ့ဘန်ကလည်းဟုတ်တော်တော်တော့ကြာပြီဟုတ်အဲ့လိုဟိုစက်စုနဲ့တစ်ခုလောက်တော့ရှိမှာထင်တယ်အဲ့လိုဒါပေမဲ့ကိုပိုင်ရှင်းတော့ပြတာကြဒီရန်ကုန်လို့ပါလို့ကြာမှာဒီနေမှာနဲ့လောက်ပြတာပေါ့အဲ့လိုဒီကြပါအရင်ကတော့အဲ့လိုနေပွဲလေးဒီပါညာပေါ့ဒီလိုပဲပေါ့ ဒီဘက်မှာအကုန်လုံးတော်ကြပါလေတော်တယ်တော်ကြပါလေဆိုတာလူငယ်လေးလူငယ်လေးရောက်တားတော်တယ်ဗျကျတော့လူကြီးအကြောင်းလည်းတကယ်လေးစားကြကောင်းတကယ်ရည်စွယ်သမားတွေအဲဒီကျွန်တော်လူကြီးလူငယ်မြေအကုန်တွေ့ယူပါလေကျွန်တော်အဲ့လိုပဲနေရတာအတွေ့ယူနေနေရတော့ဘယ်လိုမှလည်းပြင်းကျိန်တော့မရှိပါဘူးဗျာလေနေ့စဉ်ဖြတ်သန်းမှုကတော့ကျွန်တော်အဲ့လိုအိမ်မနေဂီတာပဲတီးရပဲဂီတာတီးရင်တီးရအဲ့လိုမျိုးကျွန်တော်တောက်တာစားအသိမရှိတော့ဘူးအဲ့လိုမျိုးဟို စားကျင်တာလေးစားရပေါ့တိကျင်တာဒီရပြီးရလူကြီးကြည့်ရဒီလောက်ပါပဲအဲ့လိုမျိုးပြီးရဆိုင်သွားချင်းသွားလိုက်တယ်ဟုတ်ဒီကောင်မတို့မတွေကိုလက်မတွင်းနဲ့အဲ့လိုမျိုးခေါ်ပါလက်မတွင်းဆိုခေါ်ပါဆိုတာတဲ့နေရီဘာရောက်ဖြစ်မှာပဲလေနေဘွဲတွေဘာကြီးရတော့ရှိအဲအကြိုက်ရင်ခေါ်ပါပြောပါနှုတ်ဆက်ပါကျွန်တော်တို့ကအားလုံးကပါဆိုတော့ညီကောင်မတို့မတွေပေါ့ဒါပါပဲ